မင်္ဂလာညချမ်းပါ2025ခုနှစ်ဇွန်လ12ရက်နေ့ Radio Energy ညပိုင်းဖြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမောပါပထမဆုံးတင်ပြပေးမယ့်သတင်းကတော့မြန်မာနိုင်ငံအနာဂတ်နဲ့သက်ဆိုင်တဲ့တွဲဆုံဆွေးနွေးမှုတိုင်းပြည်သူလူထုဆန္ဒအကျိုးစီးပွားနဲ့ kait ညီဖို့လိုတယ်လို့ကုလဆိုင်ရာမြန်မာတမကြီးပြောကြားတဲ့သတင်းအကြောင်းအရာဖြစ်ပါတယ်ယူရောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှဇွန်လ10ရက်ကကျင်းပတဲ့ ကုလသမဂ္ဂအတွင်းမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံတွေကကိုယ်စားလှယ်တွေအလို့သဘောတင်ပြဆွေးနွေးတဲ့ထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးမှာမြန်မာသံမကြီးကအခုလိုပြောကြားလိုက်တာပဲဖြစ်ပါတယ်။ဒီအစည်းအဝေးမှာကုလသမဂ္ဂအတွင်းမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်မစ္စတာဂျူလီဘစ်ရှော့ကတွဲဆောင်ဆွေးနွေးမှုလုပ်ဖို့လမ်းဖွင့်ပေးထားပေမဲ့ပုံမကျဲပြန့်တဲ့သဘောတူညီမှုတွေလိုအပ်နေပြီးမြမအရေးဖြစ်ရှင်ရမှာအပြစ်အခက်ရဲဆဲရဲရဲ့အရေးပါမှု ျန်းဖတ်မှုလျှော့ချရေးပြည်သူများရဲ့လိုအပ်ချက်ကိုဗဟုပြုစဉ်းစားရေးနဲ့အလုံးပါဝင်တဲ့ရေရှည်တည်တံ့သောငြိမ်းချမ်းရေးတည်ဆောက်နိုင်မယ့်အကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ Federal Democracy ပြည်ထောင်စုအတွက်အခြေခံလုပ်ငန်းစဉ်တွေချမှတ်နေခြင်းမှာမြို့သားညီညွတ်ရေးကိုဦးတည်တဲ့ပြောင်းလဲဖန်တီးနိုင်တဲ့ပြည်လဲတမျှရေးလမ်းကြောင်းကိုဖော်ဆောင်နိုင်ဖို့မိမိတို့ Democratic အင်အားစုတွေနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကြားအတွင်ပိုင်းဆွေးနွေးမှုတွေစတင်နေပြီလို့လည်းဦးကျော်မုံထွန်းကသိပေးခဲ့ပါတယ်။မြန်မာပြည်သူတွေကလည်းစစ်တပ်အနေနဲ့မြန်မာနိုင်ငံကြီးကနေထွက်ခွာပြီး ်ရတအစိုးရလက်အောက်မှာရှိနေဖို့ပြည်သူလူထုရဲ့အခြေခံလူခွင့်ရေးခန်းစားခွင့်နဲ့အပြည့်အဝရရှိဖို့ဆန္ဒရှိနေတယ်လို့မြန်မာသံမကြီးကရှင်းပြခဲ့ပါတယ်။ဒါကြောင့်ကုလသမဂ္ဂအနေနဲ့ရတပြည်သူတွေကိုအကာအကွယ်ပေးဖို့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုထိန်းသိမ်းဖို့တာဝန်ယူရမှာဖြစ်တဲ့အပြင်မြမရေးကိစ္စကိုဖြေရှင်းနိုင်ရေးအတွက်ကုလသမဂ္ဂရဲ့ပေမဖွဲ့စည်းတွေဖြစ်တဲ့ထွေထွေညီလာခံလုံခြုံရေးကောင်စီလူခွင့်ရေးကောင်စီနဲ့ ILO ကဲ့သို့အထူးအေဂျင်စီတွေနဲ့ တပိုင်တပိုင် M တို့အနေနဲ့လည်းလုတ်ပိုင်ခွင့်အာဏာတွေကိုတိကျပြတ်သားစွာလုံဆောင်သင့်တယ်လို့တိုက်တွန်းခဲ့ပါတယ်ရှင်။ဆလတ်တင်ပြပေးမဲ့တရင်တပုတ်ကတော့စင်ဝါဆောင်ရှောက်မှုလုံလောက်စွာမိရတာကြောင့်တရားရီအကျဉ်းဆောင်ကနိုင်ငံအကျဉ်းသားတဦးကြဆုံးတဲ့တရင်ဖြစ်ပါတယ်။စင်ဝါဆောင်ရှောက်မှုလုံလောက်စွာမိရတာကြောင့်တရားရီအကျဉ်းဆောင်ကနိုင်ငံအကျဉ်းသားတဦးထပ်မံကြဆုံးခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် PPNM ကဒီကနေ့ဇွန်လ12ရက်မှာထုတ်ပြန်ပါတယ်။ လဲကူမြို့နယ်မြို့မရဲစခန်းမှာပုံမှန်50စာမြင့်ဆွဲနဲ့2021ခုနှစ် အောက်တိုဘာလကဖန်စီခံခဲ့ရပြီး2020ခုနှစ်မှာခံခဲ့ရတဲ့ဦးကျော်စုခေါ်ဦးစောနှစ်ဟာတာယာရီအချင်းနောက်မှာဆေးဝါးဆောင်ရှောက်မှုလုံလောက်စွာမရတဲ့အတွက်နှလုံးရောဂါ၊သွေးထူးရောဂါဝေဒနာတို့ကြောင့်ခုနှစ်မေလ23ရက်နေ့မှာကျဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ခုလိုဆေးဝါးဆောင်ရှောက်မှုမလုံလောက်တာကြောင့်သေဆုံးခဲ့ရသူရေအတွက်ဟာခုနှစ်ဇွန်လတည့်ရက်နေ့အထိဆိုရင်10ဦးထိရှိလာခဲ့ပြီလို့ VPN နဲ့စောင့်ကြည့်လေ့လာစစ်ဆင်မှုတွေရသိရပါတယ်။မြန်မာနိုင်ငံကအချင်းနှောင်တွေမှာစေဝန်ဆောင်ရှားမှုလုံလောက်စွာမပေးတာကြောင့်နိုင်ငံအချင်းသားတွေပါဝင်အချင်းကြခံနေရသူတွေဟာရောဂါတွေဖြစ်နေပြီးစေဝါကုသခွင့်ဆုံးရှုံးနေတာကြောင့်ရောဂါအခံရှိသူတွေပုံမဆိုးရစွာခံစားနေရတာသေဆုံးသင့်တဲ့အခြေအနေမဟုတ်ပဲအသက်ပေးရတာတွေရှိနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအချင်းသားများကွန်ရက် VPN ကထုတ်ပြန်ထားပါတယ်ရှင်။ ဆက်လက်ပြီးထွေထွေထိုးစစ်အတွက် မကွေးစီတို့ကမ်ပိန်းတွင်ပြည်သူများပူးပေါင်းပါဝင်ရန် CRPHOFP တိုက်တွန်းတဲ့တဲ့ရင်ကိုတင်ပြပေးပါအောင်မယ်။ထွေထွေထိုးစစ်အတွက်မကွေးစီတို့ကမ်ပိန်းမှာပြည်သူများပူးပေါင်းပါဝင်ရန် CRPHOFP ကတိုက်တွန်းထားပါတယ်။ကျွန်တော်တို့ OFP Fundraisers များနဲ့ကာကွယ်ဝန်ကြီးဌာန MOD နဲ့လာမယ့်စစ်စင်ရေးတွေအတွက်ကုန်ကြစိတ်ဂျိုတင်စီစဉ်တဲ့အပိုင်းတွေမှာပူးပေါင်းဆောင်ရွက်မှုတွေရှိတတ်ပါတယ်။ OFP Fundraisers အနေနဲ့လည်း ဖြစ်လာနိုင်တဲ့အခြေအနေတွေမှာပါဝင်လာနိုင်တဲ့မြေပြင်ကတည်ရင်တပ်ဖွဲ့တွေကိုတန်နိုင်သမျှအားဖြည့်ပေးနိုင်မဲ့ကမ်ပိန်းတွေဖော်ဆောင်ပေးပါတယ်။ဒါကြောင့်လက်ရှိမှာမကွေးစီတို့ဆိုတဲ့ကမ်ပိန်းလေးကိုတာဝန်ခံဆောင်ရွက်ပေးနေရပါ။ရွေချက်ကတော့ MOD အောက်ကမကွေးတိုင်းအတွက်မှာရှိတဲ့တည်ရင်တပ်ဖွဲ့တွေကိုကြီးကဘတ်စ်နဲ့အုတ်ထုတ်တွေတက်ဆင်ပေးဖို့ပါ။ကမ်ပိန်းရဲ့အီးမန်ချက်ကတော့ American Dollar 2သိန်းဖြစ်ပါတယ်။ညားတယ်လို့ထင်ရပေမဲ့ပြည်သူများရဲ့ပူးပေါင်းပါဝင်မှုနဲ့ပြည့်အောင်ဖြည့်ဆည်းပေးနိုင်မယ်လို့မျှော်လင့်တယ်လို့ အလုံးကိုပူပေါင်းပါဝင်ပေးချဖို့တိုက်တွန်းလိုပါတယ်လို့ OFC Fundraising Program ရဲ့ Fundraisers တဦးက Video Energy ကိုပြောပါတယ်။မြန်မာပြည်လယ်ပိုင်းမကွေးတိုင်းဒေသကြီးဟာချင်းစကိုင်းပဲခူးရခိုင်ပြည်နယ်များနဲ့ထိစပ်လျက်ရှိပြီးစီးရရရေးပါတဲ့ဒေသဖြစ်ကစစ်ကောင်စီရဲ့လက်နက်ဆက်ရုံများကစီးရရရေးပါတယ်လို့ဝေဆက်ကူထောက်ရဝါစီကဲ့သို့စီးပွားရေးကိုကြားကန်ပေးနေတဲ့ဆက်ရုံများစီချက်ရဌာနများရှိရာဒေသလည်းဖြစ်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာဖြင့်ရေချိန်မြင့်တက်လာပြီဖြစ်သောတော်လိုင်းရွေတွေမကွေးတိုင်းတွင်မှမဟာဗျူဟာမြောက်စစ်စည်ရင်များအတွက်ဂျီကာနှင့်အုတ်ထုံများမှပြည်သူ့ကာကွယ်တပ်သား PDF များအတွက်အခြေခံကြသောလိုအပ်ချက်တစ်ခုဖြစ်ပြီးနာဂတ်ခံလိုက်လူသားရင်းမြစ်များကိုကာကွယ်ပေးနိုင်သောထောက်ပံ့ကူညီမှုလည်းဖြစ်ပါတယ်လို့ခမင်းစီစဉ်သူ CRPH OFP Fundraiser တဦးမှထပ်မံပြောပါတယ်ရှင်ရေရောမြို့နယ်တွင်ရှိကျေးရွာပြည်သူ့အုပ်ချုပ်ရေးဖွဲ့များပြည်လဲစည်းစစ်ခါတစိမ့်တုံးပေးအပ်ခဲ့တဲ့တရင်ကိုဆက်လက်တင်ပြပေးပါမယ်။ စကိုင်းတိုင်းမွန်ရွာခရိုင်ရေတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့တာဝန်ရှိသူများသည့်ဇွန်လ10ရက်ကမြို့နယ်အတွင်းမှာရှိတဲ့ကြေရွာပြည်သူ့အုပ်ချုပ်ရေးဖွဲ့အားပြန်လည်စစ်စစ်ခါဒစိတုံးပေးအပ်ခဲ့ပါတယ်။အိမ်နောက်ကြေရွာအတွင်းရှိပြည်သူများနဲ့တွေ့ဆုံကဂျမ်မစီယုစု၏လေးချောင်းတိုက်ခတ်မှုများကြောင့်ပြည်သူထိခိုက်ဒေဆုံးမှုများလျော့နည်းစေရန်အတွက်အိမ်တိုင်းပုံခိုခြင်းတူရန်အတွက်လမ်းညွှန်မှုပြုခဲ့တယ်လို့ဆိုပါတယ်ရှင်။နိုင်ငံသားငွေ10မျိုးကိုရှစ်ကနန်တုံပြီး SDB မှာလဲလှယ်ဖို့ဖိတ်ခေါ်တဲ့သတင်းကိုလည်းတင်ပြပေးပါမယ်။ စုံလင်းတဲ့ငွေကြေးဆယ်မျိုးကိုခလုတ်တစ်ချက်နဲ့လွတ်လပ်လုံခြုံစွာလဲလှယ်နိုင်တဲ့ SDB app ထဲမှာမြေတည်ရမူလငွေကြေးတမျိုးကိုရှင်းကနန်အသုံးပြုပြီးခြားငွေကြေးတမျိုးတို့လဲလှယ်ရယူ၍မေဆုရဲ့နှစ်80ပြည့်ခံပိန်မှာပါဝင်ကြဖို့တိုက်တွန်းပါတယ်လို့ SDB ဘဏ်မှဖိတ်ခေါ်ထားပါတယ်။ဇွန်လ9ရက်နေ့မှ19ရက်နေ့ထိသာခံပိန်ပြုလုပ်တာဖြစ်တာကြောင့်8 USD လို့မဟုတ်8000ဘူလန်ဂျာပန်ပိုင်ဆိုင်နိုင်တဲ့အခွင့်အရေးကိုရယူပြီးမိခွန်ချစ်တဲ့ပြည်သူအင်အားစုကိုဂုဏ်ယူစွာပြန်တပါဝင်ပေးကြဖို့ဆိုထားပါတယ်။ campaign facebook post အား sdb cross su 80ဖြင့် publish share ပေးသူကြပန်း100ဦးအတွက်လည်းမေစုမွေးနေ့အမှတ်တရ nhk cup 2000ကျပ်တန်လက်ဆောင်ရအောင်မှာဖြစ်ပါရှင်။ ုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ Australia နိုင်ငံရဲ့မြို့သုံးမြို့ဖြစ်တဲ့ Sydney, Melbourne နဲ့ Adelaide မြို့တို့မှ What Happened to the Wolf ရုပ်ရှင်ကိုပြသမယ့်သတင်းပဲဖြစ်ပါတယ်။အော်စတြေးလျနိုင်ငံရဲ့မြို့သုံးမြို့ဖြစ်တဲ့ Sydney, Melbourne နဲ့ Adelaide မြို့တို့မှာ What Happened to the Wolf ရုပ်ရှင်ကိုပြသသွားဖို့ရှိပြီးလက်မှတ်တွေကိုဝယ်ယူလို့ရနေပါပြီလို့ဆိုပါတယ်။ ရိုက်တာနာဂျီကိုတိုင်စညွန်ရေးသားပြီးရိုက်ကူးထားတဲ့ What happened to the wolf ရုပ်ရှင်ထဲမှာဒီကတရုတ်ဆောင်များအဖြစ်အင်နွာကျော်စင်နဲ့ပိုင်ဖြိုးသူတို့ပါဝင်တရုတ်ဆောင်ထားကြပါတယ်။ What happened to the wolf ရုပ်ရှင်ကို2020ခုနှစ်မှာစတင်ရိုက်ကူးခဲ့ပြီး2020နောက်ပိုင်းမှာရုပ်ရှင်စကားတစ်ခုလုံးချောသက်ထုတ်လုပ်ခဲ့ပါတယ်။ What happened to the wolf ရုပ်ရှင်ကာကြီးမှာ Odenpad International Film Festival မှာ Seymour Castle Award for Best Performance Delhi International Film Festival မှာ Best Narrative Feature ဆု Afnuva Film Festival မှာ Best Narrative Feature ဆုတို့ကိုစုခွေရရှိခဲ့ပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ပါကီနဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။